ကိုယ့်ရဲ့လုပ်ငန်းကို မတိုးတက်အောင်ဆွဲချနေတဲ့တရခံကို စီရင်ချက်ချပါကိုယ့်ရဲ့လုပ်ငန်းက3-5နှစ်ရှိပြီးရက်နေတာ ကိုယ့်ရဲ့ပြိုင်ဘက်တွေကကိုထက်ကြော်တက်သွားပြီကိုယ့်ရဲ့လုပ်ငန်းကိုရက်လိုက်ရမှလားဒါမှမဟုတ်ရှေ့ဆက်သွားရမှလားဆိုပြီးတော့မှတွေးနေတဲ့လုပ်ငန်းရှင်တွေအတွက်ဒီဗီဒီယိုကိုရိုက်လိုက်တာပါကျွန်တော်တို့ SME လုပ်ငန်းရှင်တော်တော်များများကဟာငါရဲ့လုပ်ငန်းကတည်တည်လေးပဲเนาะငါရဲ့မိဘတွေလည်းဒီလိုပဲမိရိုးဖလားအတိုင်းလုပ်ခဲ့တာပဲပြောင်းလဲလာလို့ရှင်ရောဘာတွေဖြစ်လာမှလဲဘလို့ပြောင်းလဲရမှလဲငါရဲ့လုပ်ငန်းကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက်ပတ်စံတွေလည်းအများကြီးမရှိဘူးဒါမျိုးကျွန်တော်တို့တွေးတက်ပါ ဒါမျိုးခံယူတတ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့အဲ့ဓာတွေအတွက်ဖြည့်ရှင်းချက်ကပါလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိုမတိုးတက်အောင်လုပ်နေတဲ့တည်ရခံတွေကိုရစီရင်ပြရမှာအဲ့လိုစီရင်ဖို့ဆိုလို့ရှိရင်လည်းနံပါတ်1တစ်ချက်ဒီပါလဲဆိုတော့ဖော်ထုတ်ရမှာငါ့ရဲ့လုပ်ငန်းကိုနော်မတိုးတက်အောင်ဆွဲချနေတဲ့အရာတွေကဘာတွေလဲအကုန်လုံးဖော်ထုတ်ပါကိုယ့်ရဲ့အားနည်းချက်တွေကိုကျွန်တော်တို့စဉ်းစားပါနော်ကိုယ့်ရဲ့အားနည်းချက်တွေကပါရင်လည်းအကုန်လုံးကျွန်တော်တို့ခြာရည်ဖို့လိုတယ်နံပါတ်1အဆင့်ကတော့ဘာလို့ဖို့လိုလဲဆိုတော့အမြင်သစ်တွေပြောင်းလဲဖို့လိုတယ်ဥပမာနေနဲ့နော်ကိုက TikTok ကနေပြီးတော့မှဖောက်ချင်တယ် Facebook ကနေကျွန်တော်တို့ဖောက်ချင်တယ်ဒါပေမဲ့ဒါလုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှကိုကိုကိုတားဆီးထားတယ်အဲ့တော့အဲ့ဒီတားဆီးထားတဲ့အရာကိုကြော်လွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြင်သစ်တွေစဖို့လိုပြီအဲ့တော့ TikTok မှာဖောက်နိုင်အောင်ဘလို့နီးလန်းနေတော့မှာလဲဘလို့ idea အစ်စ်တွေနဲ့သွားမှာလဲဒါကျွန်တော်တို့လုပ်ဖို့လိုပြီ market research လုပ်ဖို့လိုပြီ เนาะဒါအဆင့်နဲ့အဲ့တော့အဆင့်3ကတော့ကျွန်တော်တို့စတင်ပြောင်းလဲလှုပ်ဆောင်ဖို့လို့ပြီเนาะအသေးသေးလေးတွေနဲ့ကျွန်တော်တို့စကြည့်ပါเนาะခိုးကိုကိုဆွဲထားတဲ့အရာတွေကိုဖယ်ရှားပါအဲ့အသေးသေးလေးတွေနဲ့စတင်ပြီးတော့မှအပားတွေတဲကနေပြီးတော့မှသင်ခန်းစာတွေယူပါရေးကြည့်ပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့မလုပ်ရမှာလဲဆိုတော့ကိုကိုထောက်ပံ့ပေးနိုင်တဲ့သူကိုကိုပံ့ပိုးပေးနိုင်တဲ့ coach တွေ mentor ကိုနဲ့လုပ်ငန်းတူပြီးတော့မှအောင်မြင်နေတဲ့သူတွေနဲ့ကျွန်တော်တို့စကားတွေပြောကြည့်ပါသူတို့စီကနေပြီးတော့မှအခုညီယူပါအဲ့ဒါဆိုလို့ရှိရင်တော့ ကိုသည်ကိုယ့်ရဲ့လုပ်ငန်းကိုမတိုးတက်အောင်ဆွဲချနေတဲ့အရာတွေကိုတရားစီရင်ချက်ချပြီးသားဖြစ်ပါလိမ့်မယ်။ဒီကြောင့်အနေနဲ့ပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီကြိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့တော့အခုတော့ကြိုးစုံတွေရရတယ်ဆိုလို့ရှိရင်နောက်ထပ်စံတိုင်းမှာ comment မှာ yes လို့ရေးပြပါဦး။ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့လည်းကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလင်းအောင်မှာမင်္ဂလာရှိတော်နေလို့ဖြစ်ပါစေ။